အကျွန်ုပ်သည်ဤသို့ကြာနာခဲ့ရပါသည်အခါတဘာနံမြတ်စွာဘုရားသည် သာဝုထိပြီအနာတပိတ်တတိဤအယံဖြစ်သောဇေတဝံကျောင်းတော်၌တည်င်းသုံးနေတော်မူ၏ဒုက္ခမြတ်စွာဘုရားသည်ယဟန်တို့ မိမများ၍ယောက်ျားနေသောအေဟုသမျှတို့ကိုမင်းအုပ်ဆောင်ကုသူတို့သည်ဖြည့်စည်းရန်လွယ်ကူကုန်တကယ်သို့ထိုအတုသာလျင်ဆန့်ကျင်ဘက်မှလူမြောက်သောမေတ္တာစိတ်ကို မပွားများမလေးလာသောမိသည့်ယဟန်ကိုမဆို့ မြေဖို့ဘလူတို့ဖြစ်စီရလွယ်ကူကိုဤယဟန်တို့ဥပမာတော်ကမိမနေ၍ယောက်ျားများသောအေဟုသမျှတို့ကိုမင်းအုပ်ဆောင်ခုသူတို့သည်ဖြစ်စီခြင်းကမလွယ်ကူကုန်တကယ်သို့ယဟန်တို့ဤအတူတလျင်ဆန်းကျင်ဘက်မှလူမြောက်သော မေတ္တာစိတ်ကိုပွားများလေးလာတော့မိသည့်ယဟန်ကိုမဆိုမြေဖို့ဘလူတို့ဖြစ်စီရန်မလွယ်ကူယဟန်တို့ထိုကြောင့်ငါတို့သည်ဆန်းကျင်ဘက်မှလွန်မြောက်တော်မေတ္တာစိတ်ကိုပွားများအံလိလာအံယင်ကဲ့သို့ပြုအံ တိယာကဲ့သို့ပြုအံသောတိအံထဲဝန်းကျင်မှစီပုအံကောင်းစွာအာထုအံဟုဤသို့လျင်သင်တို့ကျင့်ရမည်ဟုဟောတော်မူ၏ယဟန်တို့အကျဉ်သူသည်နာနှင့်တကြိမ်နေ့လေတကြိမ်ညနေတကြိမ်မောမြတ်သောဘောဇဉ်တို့ဖြင့်ပြည်တော် သမင်းဥတရားဖြင့်အလှကိုပြီးလှရ၏အကျဉ်သူသည်ကနာနှင့်အခါ၌ဖြစ်စေနေ့လေအခါ၌ဖြစ်စေညနေအခါ၌ဖြစ်စေအယုတ်သည်ဖြင့်နွားတို့တညှိခံကာလများလေမေတ္တာစိတ်ကိုပွားများရ၏ဤနွားတို့တညှိခံများ မေတ္တာစိတ်ကိုပွားများခြင်းသည်ထိုအလှသုံးကြိတ်ထဲအထုသဖြင့်အကျိုးကြည့်၏ယဟန်တို့ထိုကြောဤသဒ္ဒနာတော်၌ငါတို့သည်စံကျင်ဘက်မှလွန်မြောက်သောမေတ္တာစိတ်ကိုပွားများအံလိလာအံယင်ကဲ့သို့ပြုအံတိယကဲ့သို့ပြုအံသတိအံ ထဲဝွင့်ကျင်မှစီပူအံကောင်းစွာအာထုံအံဟုသင်တို့ကျင့်ရမည်ဟုဟောတော်မူ၏